အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကာရီဘီယံပင်လယ်မှာမူးယစ်မှောင်ခိုဂိုင်းတွေကိုနှိမ့်နေရကနေအဲ့ဒီရဝန်ကိုတောင်ပိုင်းလှန်စစ်စင်ရေး Operation Southern Sphere စတင်လိုက်ပြီးလို့နိုင်ငံရေးဝန်ကြီး Marco Rubio ကနိုဝင်ဘာလ13ရက်မှာထုတ်ပြန်ခဲ့တဲ့အတွက် Venezuela နိုင်ငံကုန်းနေမိုင်းကိုရပ်ပိုင်းအတွင်းဝင်ရောက်တိုက်ခိုက်ဖို့အမိန့်ထပ်ပေးတော်မယ်လို့နိုင်ငံတကာစစ်ဖက်ရေးရာကျွမ်းကျင်သူတွေကယုံကြည်နေကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက American ဟာ Venezuela ကမ်းလွန်မှာမွေးရည်လေလို့ယုံကြည်ရတဲ့အလေကိုပြစ်ခတ်ဖောက်ခွဲခဲ့ရာ လိုက်ပါလာသူ၄ဦးလုံးသေဆုံးခဲ့ပြီးနှစ်လအတွင်းဒီလိုတိုက်ခိုက်ဖောက်ခွဲမှုမျိုး20ကြိမ်ပြုလုပ်ခဲ့ရမှာလူပေါင်း80ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။အမေရိကန်ရဲ့ကမ္ဘာအကြီးဆုံးလေယာဉ်တင်သံတော်ကြီး USS Gerald Ford ဟာလည်း Caribbean ပင်လယ်ပြင်ကအမေရိကန်တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ရှိရာစီကို ခုံမောင်းလာနေပြီးဖြစ်ရာဗင်နီဇွဲလာကံယိုရန်ကိုရှောက်တော်မှာဖြစ်ပြီး တိုက်သင်းပေါ်စစ်လေယာဉ်နဲ့ F-35 fighter jet လေယာဉ်တွေလည်း Venezuela ကမ်းလွန်ပင်လယ်ပြင်အားအသင်းရောက်ရှိနေပြီဖြစ်ပါရယ်။ Venezuela သမ္မတ Maduro ကလည်းနှစ်ပေါင်းများစွာမလုခဲ့ဖူးတဲ့စစ်တင်အင်အားနှစ်သိန်းပါဝင်တဲ့တနိုင်ငံလုံးအတိုင်းအတာစစ်ရေးလေ့ကျင့်ပြင်ဆင်မှုကိုကြီးရည်လေးတအားလုံးနှစ်ရတာလှုပ်ဆောင်ခဲ့ပြီး American ရဲ့ရံပြူလာမှုကိုခုခံတွန်းလှန်သွားမယ်လို့ကြေညာခဲ့ပါရယ်။ International Crisis Group က Senior စစ်ရေးသူတွေသည် အဲလစ်ဘတ်ဒစ်ကင်ဆန်ကမိုးရေမောင်ခိုလေတွေကို ပြစ်ခတ်ဖောက်ခွဲနေမှုအတွေ့ USS Garrett Ford လေရင်တင်သင်္ဘောကြီးဆေးလွတ်ဖို့မလိုအပ်ပဲဒါဟာစစ်ပွဲကြီးတစ်ခုစီစဉ်နေတာဖြစ်တယ်ဆိုတာကိုအတိုင်းအတာမြင်နေရတယ်လို့ AP သတင်းဌာနကိုပြောဆိုသွားခဲ့ပါတယ်